င်္ဂလာပါရှန်နိုင်သတင်းထလာရဲ့2025ခုနှစ်ဧပြီလ25ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ KIA အနေနဲ့စီးရေးရီမှန်ချက်အရဝါလူတိုင်းပြည်တစ်ခုထဲမှာစနစ်နှစ်ခုပုံစံအုပ်ချုပ်မှုမျိုးတောင်းလာနိုင်တယ်လို့ငင်းငယ်ရေးလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်ကပြောဆိုလိုက်တဲ့သတင်းအမေရိကန်ဟာ Pacific ဒေသမှာဆင့်အားတိုးမြင့်နေတယ်ဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့ KIA အနေနဲ့စီးရေးရီမှန်းချက်အရဝါလူတိုင်းပြည်တစ်ခုထဲမှာစနစ်နှစ်ခုပုံစံအုပ်ချုပ်မှုမျိုးတောင်းလာနိုင်တယ်လို့ငញ្ញဲရေးလုပ်ငန်းရှင်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA အနေနဲ့စီးရေးရီမှန်းချက်အရဝါလူမျိုးတိုင်းပြည်တစ်ခုထဲနဲ့စနစ်နှစ်ခုပုံစံအုပ်ချုပ်မှုမျိုးတောင်းလာနိုင်တယ်လို့ငញ្ញဲရေးလုပ်ငန်းရှင်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်ကစီးရေးနယ်သတင်းဌာနကိုပြောပါရယ်။လက်ရှိမြန်မာနိုင်ငံမှာဝါတပ်ဖွဲ့ရရှိခန်းဆားနေရတဲ့ ကိုပိုင်ပြတ်ထန်းခွင့်နဲ့ကိုပိုင်အုပ်ချုပ်ခွင့်အစဉ်တန်းမျိုးကိုတခြားသောလက်နက်ကိုင်တွေကလည်းစံပြအနေနဲ့ထားပြီးတောင်းဆိုတိုက်ခိုက်လျက်ရှိနေတာပါ KIA အနေနဲ့ကချင်းပြည်နယ်တစ်ခုလုံးကိုစိုးမိုးရေးလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်သွားနိုင်တဲ့အပြင်အဲ့ဒီထက်ပိုတဲ့အခင်းချင်းမျိုးကိုလည်းလှုပ်ဆောင်နိုင်လေလို့ငင်းကြေးလုပ်ငန်းစီမှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်က CNN တရင်ဌာနကိုပြောပါရယ်ဟိုကချင်းပြည်နယ်အာအတွက် အားလုံးစုံမရဘူးတော့သူတို့ဆက်လက်လုပ်သွားမှာတော့ဟိုယုံမလျံမရှိပါဘူးဒီချက်ပိုကောင်းလေးပိုနိုင်တယ်သို့တော်လည်းပဲဟိုအဓိကကတော့အခုသတ်မှတ်ထားတဲ့ကချင်ပြည်နယ်လောက်ပဲဖြစ်မယ်လို့ထင်ပါတယ်ဒါကျွန်တော်မှားမှားနိုင်တယ်နော်သို့တော်လည်းပိုရတဲ့အခါထားရထားတဲ့အခါကျတော့ပိုပြီးတော့ဈေးဖြစ်နိုင်တော့ဗောဗျာအဲ့ဒါပါပဲအများကြီးအများထွက်နိုင်တော့ဗောဗျာနော် အာသူလဲအာဝါရလိုပဲနိုင်တိုင်းပြည်ကတော့တခုတည်းဆယ်နှစ်နှစ်ခုတောင်လုံလုံနေတဲ့အဆင်လည်းဖြစ်နေပါတယ်အာသို့တော်လည်းပဲကျွန်တော်အာသင်နာမမလို့ရှိရင်တော့တရုတ်အဆင်လောက်တော့တူမမန်းထားဘူးလို့ထင်ပါတယ်နော်အာဒီဒင်းပြချက်ပြဖက်ဒရယ်ရတယ်ဆိုလို့ရှိရင်လည်းတို့က ပို့ပြီးတော့လက်ခံနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်ကရိုင်အေရဲ့2024ခုနှစ်မတ်လဆန်ပိုင်းကစတင်ခဲ့တဲ့စစ်စင်ရေးဟောင်းမဟာဗျူဟာမြောက်အရေးပါကြောင်းနဲ့စစ်ရေးနဲ့နိုင်ငံရေးကိစ္စတွေကြားတုံ့တက်မှုတွေရှိကြပါတယ်။ KIA ဟာပြီးခဲ့တဲ့2021ခုနှစ်ကနေ2025ခုနှစ်အတွင်းစစ်ရေးအရာရှုံးသွားတဲ့နယ်မြေတွေရှိခဲ့ပေမဲ့လည်းအဲ့ဒီကာလမှာနိုင်ငံရေးအရာဆုံးရှုံးမှုမများသေးကြောင်းဒါပေမဲ့2025ခုနှစ်ကနေ2020ခုနှစ်အတွင်း နိုင်ငံရေးအရသာမကစစ်ရေးအရမှာပါအများကြီးရှုံးသွားတဲ့အနေအထားရှိခဲ့ကြောင်းလည်းထောက်ပြမှုတွေရှိပါတယ်။ဒါပေမဲ့2021ခုနှစ်နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်မှာတော့နိုင်ငံရေးရပြန်အဖက်ဆဲတော့စစ်ရေးရအသာစီးရတို့လုတ်လာတဲ့အခါမှာစစ်ရေးနဲ့နိုင်ငံရေးအသာစီးရလျက်ရှိကြောင်းလည်းအကဲခတ်တွေကထောက်ပြကြပါတယ်။ KIA ရဲ့စစ်ရေးပြူဟာနယ်မြေလုံခြုံရေးကိုပိုင်ဆိုးနိုင်ဖို့အရယူလိုတဲ့အနေအထားဖြစ်ပြီးတခြားသောပထဝီအနေအထားရတော့၎င်းနိုင်ငံရေးအရတော့၎င်း မြန်မာနိုင်ငံရဲ့အနောက်မြောက်တကြောလုံးကိုတိမ့်ပိုက်လူတွေရိမှန်းချက်ရှိကြောင်းလည်းသိရပါဗျ။အဲဒီလိုအနောက်မြောက်တကြောလုံးကိုတိမ့်ပိုက်ဖို့ဟာမလွယ်ကူတဲ့အပြင်အခုလိုမျိုးကိရိုင်အင်အားကြီးလာတာဟာအနောက်နိုင်ငံတွေရဲ့ထောက်ပံ့မှုကြောင့်လည်းပါဝင်တယ်လို့တိုင်းလိုင်ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှဥက္ကဋ္ဌဆိုင်ထီအောင်ကစီရင်တဲ့တင်ဌာနကိုပြောပါဗျ။အဲ့တော့အာမလွယ်တော့ဘူးကျွန်တော်တို့ဒီအနောက်မြောက်ကကြောလုံးကိုဒီတိတ်ဆိုင်မှာတုံးဆောင်အခုကချင်းပြည်နယ်မှာတော့သူ့ကိုယ်ပိုင်ချက်ခွင့်ပေးကြည့်လိုက်ပါသူ့တော်လာမှာဆန်းကြီးများပြည်သားဖိုက်တော်လာမှာလေ ဒါတော့နောက်ကနောက်ခံကောင်းကောင်းမရှိရင်တော့သူမလွယ်ဘူးအခုကလည်းသူ့အနေနဲ့တော့အနောက်နိုင်ငံရဲ့ထောက်ခံမှုတွေလည်းပါတာပေါ့ဗျာအဲ့ဒါမှလည်းပြောတော့အနောက်နိုင်ငံကသူကပြည်ရောက်တော့သူကခေါ်ပိုင်းမှာအလုံးလုံးပြခါကြတော့အတူတူအများကြီးကြီးလာတာပေါ့ဒါလည်းသူကျွန်တော်အဖြစ်နဲ့ဆက်လို့ကသူ့မျိုးသားရင်းကြီးပွားဦးတဲ့သူဆောင်တာဖြစ်တဲ့ဆက်ကြမှုပြည်ညာရဲရဲပေါ့နော်ဒါမှမဟုတ်ဘူးသူကနေလည်းထိမ့်နေနေရမလို့ဒီကစားအနေနဲ့လည်း ကျွန်တော်တို့ပေးရရင်ဘယ်လက်ခံတာမှရှိပါဘူးဗျာကျွန်တော်အတိအကျတော့ကချင်ပြည်နယ်ပေါ့ဘယ်လိုလဲမခံဘူးလဲဆိုတော့ကချင်ပြည်နယ်မှာကျွန်တော်ချမ်းပြည်နယ်ကတော့ပြန်ရင်စိတ်ဆော့ဆိုလုံးဝလက်မခံတာလည်းရှိတယ်။ဒါမှမဟုတ်သူကသိပိုက်တော့သူအုပ်ချုပ်နေနေတယ်ဆိုရင်တော့တော်တော်များများချမ်းပြည်ပြောင်းစားရပါပဲလေ။ဒါပြင်ကချင်ပြည်နယ်ကို KIA ကိုကိုပိုင်အုပ်ချုပ်ခွင့်ပေးလိုက်မယ်ဆိုပါကရှမ်းပြည်တိုင်းရင်းသားတွေကစတင်ကတော်လန်ကြမှာဖြစ်တယ်လို့လဲတိုင်းလိုင်းရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှဥက္ကဋ္ဌဆိုင်ထေအောင်ကပြောပါရယ်။ 1962ခုနှစ်မှာစတင်ဖွဲ့စည်းတဲ့ KYA ဟာရှမ်းပြည်နယ်မြောက်ပိုင်းမှာတပ်မဟာ3ခုအခြေစိုက်ပြီးကချင်ပြည်နယ်မှာတော့တပ်မဟာ6ခုရှိပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လက်နက်ကင်တွေရဲ့နိုင်ငံရေးရည်မှန်းချက်ကိုအာမခံချက်ရရှိစေဖို့လှုပ်ပေးလာနိုင်တယ်လို့ AFP ပါတီဥက္ကဋ္ဌဒေါက်တာအီမောင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်အနေနဲ့လက်နက်ကင်ပဋိပက္ခတွေကိုဖြည့်ရှင်မှုအတွက်လက်နက်ကင်တွေရဲ့နိုင်ငံရေးကြီးမန်းချက်ကိုအာမခံချက်ရရှိစေဖို့လှုပ်ပေးလာနိုင်တယ်လို့ရခိုင်ဥဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအီမောင်ကဆီယန်နိုင်သတင်းဌာနကိုပြောပါရတယ်။တရုတ်ရဲ့ဂျာဝင်ဆင်းဆက်ပေးမှုကြောင့်ကိုကန်တပ်ဖွဲ့ MNDE ဟာ2024ခုနှစ်ဩဂတ်စ်3ရက်ကတင်ပိုက်ထားတဲ့လာရှိုမျိုးကိုမြန်မာတပ်မတော်ထံပြန်လည်လွှဲပြောင်းပေးခဲ့ပြီးသူကတော့ကိုကန်အထုဒေသတစ်ကိုအုပ်ချုပ်ခွင့်ရသွားခဲ့ပါတယ်။အဲဒီနောက်လာရှိုမျိုးတွေကို AB 18ရက် AB 22ရက်နဲ့22ရက်နေ့တွေကမြန်မာတပ်မတော်မှစီးရင်တန်းနေနဲ့ပြန်လည်ဝင်ရောက်လာကအုပ်ချုပ်ရေးရန်ရည်ပြန်လည် ယ်ထူထောင်ဖို့ပြင်ဆင်လျက်ရှိပါတယ်။တရုတ်အနေနဲ့လက်နက်ကင်ပဋိပက္ခတွေချုပ်ငင်းစီဖို့တစ်ဖက်မှာစ조사နေပြီးတစ်ဖက်မှာလည်းလက်နက်ကင်တွေရဲ့နိုင်ငံရေးအခွင့်အရေးတွေရရှိစေဖို့ညှိနှိုင်းပေးခြင်းစတဲ့အချက်အလက်ချက်နဲ့တွားနေတာဖြစ်တယ်လို့ရခိုင်ဥဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအီမောင်ကဆီယန်နိုင်တဲ့ထဏာကိုပြောပါတယ်။မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုမြန်မာနိုင်ငံမှာဝင်ရောက်ဆက်သက်တာကိုဒီကလက်မခံဘူးမြန်မာနိုင်ငံကြီးကြီးအေဂျင်စီရင်းနေဆိုပေမဲ့ဒီချင်တဲ့တွားတဲ့အခါမှာလက်ရှိလက်နက်ကင်ပြဿနာအလုံးရဲ့ပင်ရင်းစစ်မြစ်ကိုဖြေရှင်းလို့ပေါ့ ်ဒါကြောင့်လည်းငကပြီးပကရှုပ်ငင်းဖို့ကနိုင်ငံတွင်းမှာဒုပကတိရဝင်ဝင်ပူပေါင်းဆောင်ရွက်တဲ့ပတ်တော့တယ်ဒါတော့ဒီမှာနိုင်ငံစုရနဲ့ဒီပဲညှိနှိုင်းထားဖို့ရှိဖို့ရတယ်အဲ့ဒါလိုပဲပြုတ်နေရမှာရှိတဲ့လက်နက်ကင်အခွေစီအကြီးကြီးတွေတက်နေတယ်ညှိနှိုင်းထားလို့အဆင်ပြေဖို့ပေါ့တယ်ပြည်အပြင်သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်ကိုပြုတ်ခွက်ကအမှတ်ခံဖို့ပေါ့တယ်အဲ့ဒါလိုပဲမြန်မာစုရဘက်ကအဲ့ဒီလက်နက်ကင်ဖြူစီများရဲ့နိုင်ငံရေးရည်မှန်းချက်ကိုအမှတ်ခံနိုင်အောင်လေးပဲညှိနှိုင်းနိုင်ဖို့ပေါ့တယ်ဒါဒါပဲတပြိုင်တည်းသွားမယ် 在那个地方看，被骂起，你也不骂那个英国人去嘛？而且那苦命的那个，谁骂的？那丢逼那个，国外的烂娘们儿踢嘛的？ မြန်မာတပ်မတော်ဟာလာရှိုးမြို့ပြန်လည်ရရှိတဲ့အတိုင်းတရုတ်မြန်မာကုန်သွယ်ရေးလမ်းတစ်လျှောက်မှာရှိတဲ့ကွက်ခိုင်၊တိန်ဒီ၊ဒီဘော၊ကြောင်မဲ၊နောင်ချိုးစတဲ့မြို့တွေပြန်လည်ထိန်းချုပ်နိုင်ခြင်းမရှိသေးရင်ကုန်သွယ်ရေးစတင်မှုမဖြစ်နိုင်သေးကြောင်းထောက်ပြမှုတွေရှိနေပါတယ်။အဲဒါကြောင့်တရုတ်အနေနဲ့တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပြည်တော်စုလမ်းမကြီးတစ်လျှောက်မှာရှိတဲ့မြို့ရွာတွေအလုံးမ EU တွေကိုညှိနှိုင်းမှုအရာဒါမှမဟုတ်ဖိအားပေးမှုအရာဖယ်ရှားခိုင်းနိုင်ကြောင်းလည်းစည်ရေးကက်ခတ်တွေကထောက်ပြပါတယ်။တရုတ်ဟာမြန်မာနိုင်ငံမှာတည်ငြိမ်မှုရရှိဖို့နှစ်ဖက်စလုံးကိုထိန်းချုပ်ထားတဲ့သဘောဖြစ်ပြီးအခွင့်အရေးတွေကိုလည်းပြန်လည်မျှပေးနေတယ်လို့ NCA ထုတ်ထားတဲ့ပိုးမြတ် လွတ်မြောက်ရေးဖွဲ့ချုပ် PNLO NCS ကဥက္ကဋ္ဌဘုံမူကြီးခွန်ကာကဆီအန်အိုင်တင်းထဏာကိုပြောပါတယ် အဲဘွားကဟေးချမ်းတာမဟေးချမ်းတာမဟုတ်တော့စကလုံးနှလုံးယွေးတယ်ဗျ။အေးချမ်းတာနဲ့တည်နေတာမတူဘူး။အေးချမ်းတာကကျွန်တော်က peace လို့ခေါ်တယ်ဉာဏ်ဉာဏ်ရေးပေါ့။သူအဲ့ဒါကိုအသိဉာဏ်ယွေးတာမဟုတ်သူက stability လို့ခေါ်တယ်တည်ငြိမ်မှုကိုယွေးတာ။တည်ငြိမ်မှုရဖို့ကသူရဲ့အဓိကအရင်မှတက်ပဲ။အလုံးလုံးနိုင်တယ်တည်ငြိမ်မှုရတယ်ဆိုရင်သူရဲ့စီးပွားရေးလုပ်ငန်းတွေသူရဲ့စီမံကိန်းတွေကိုဆက်လက်ကောင်းတဲ့ပုံပါဘူး။တည်ငြိမ်မှုကသူကဥစားပေးတယ်ဗျ။ peace ဆိုတာတက်ကို stability ဥစားပေးတာအကြပါပဲ။ဒါကြောင့် stability ရှိဖို့ကိုကြိုးစားနေတာဖြစ်ပါတယ်။တည်ငြိမ်မှု ရအောင်အားလုံးကိုထိန်းချုပ်တဲ့သဘောသူလိုချင်တဲ့အခွင့်အရေးသူ့ပေးကိုလိုချင်တဲ့အခွင့်အရေးသူ့အခွင့်အရေးလည်းပြမျှပေးတာပေါ့ဗျာဟိုဘွားတို့ကိုကံတို့လိုချင်တဲ့ကိုယ်ပိုင်အချုပ်ခွင့်ရတဲ့ကိုအပြစ်မှပြုပေးတဲ့သဘောဒါတစ်ဖက်ကဒီဘက်ကလည်းလာရှိမှုပြန်ပေးပြီးတော့ကိုယ်တက်ခါဆဲတဲ့သဘောဈာထဲမှာတော့ကွန်တွဲလမ်းကြောင်းကအားလုံးပိုင်ပေါ့အဲ့တော့မှကွန်တွဲလမ်းကြောင်းကြီးထွင်ပြီးတော့အချိုးမြတ်ကိုမြှယူရခံစားပေါ့ဗျာအဲ့ဒီလမ်းကြောင်းမျိုးတွေဖြစ်လာနေပါတယ် တရုတ်နိုင်ငံကတော့ကုမင်းညဉ့်ညဉ့်ဆွေးနွေးပွဲလုပ်ငန်းစဉ်တွေကိုတွန်းအားပေးရှေ့ဆက်သွားမှာဖြစ်ပြီးမြန်မာနိုင်ငံမှာပြည်ပခါတွေခြုံငင်ကညဉ့်ညဉ့်ရရှိဖို့အပါအဝင်တရုတ်မြန်မာနယ်စပ်တည်ငြိမ်ရေးအတွက်လည်းအချိန်မြင့်ဆောင်ရွက်မယ်လို့2025ခုနှစ် AP 22ရက်မှာတရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမစ္စတာကုံချာကူကပြောကြားခဲ့ပါတယ်တက္ကသိုလ်ဝန်ထမ်းဆောင်မေးပွဲကိုပြန်လည်ဖြေကြားရမယ်လို့ပညာရေးဝန်ကြီးဌာနကထုတ်ပြန်လာတဲ့အပေါ်ပြန်လည်ဖြေခိုင်းတဲ့မဖြေခိုင်းတဲ့တွေအငင်းပွားလျက်ရှိနေတယ်ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ် မြန်မာနိုင်ငံမှာမက်စလာ28ရက်ကလုတ်ခတ်ခဲ့တဲ့ငလျင်ကြောင့်စာတင်ကြောင်းတွေပြုတ်ကျမီးလောင်ပြီးဆောင်းမိုးဝဲအပြေလွှာတွေပျက်စီးသွားတာကြောင့်တက္ကသိုလ်ဝင်ဆောင်းမိုးဝဲကိုပြန်လည်ဖြည့်ကြရမယ်လို့ပညာရေးဝန်ကြီးဌာနကထုတ်ပြန်လာတာကပြန်လည်ဖြည့်ခိုင်းတဲ့မတင်ကြအငင်းပွားလျက်ရှိနေပါတယ်။ငလျင်ဘေးရန်တဲ့ចောင်းသူចောင်းသားတွေဟာသဘာဝဘေးရန်တွေရဲ့ကြောင့်စိတ်နဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရထားပြီးဖြစ်တဲ့အတွက်တက္ကသိုလ်ဝင်ဆောင်းမိုးဝဲကိုလုံးဝပြန်လည်မဖြည့်ဆိုခိုင်းတဲ့ကြောင်းရန်ကုန်စောက်ကြီးအဖွဲ့တီထောင်သူဒေါက်တာညိုညိုတင်းကချန်နိုင်တဲ့တင်ဌာနကိုပြောပါတယ်။ လေးတွေကအမှန်ကပြန်မပြေခိုင်းမဲ့နဲ့အားလုံးဒီဒီသားမှာရှိတဲ့ကလေးတွေကိုအောင်အောင်ပေးတင်တယ်လို့အန်တီကယူဆတယ်ပေါ့နော်ဥပမာပြတပုတ်သက်ဖြေတော့မအောင်ပေါ့ကွယ်မအောင်တဲ့လူတွေလည်းပါလာမှာပေါ့နော်ဒါပေမဲ့အန်တီကဒါဟုတ်ကြည့်လို့မရဘူးပေါ့ပေးအောင်လိုက်ပြီးတော့တက်ဆိုင်ရာတက်ကတူတွေကဒီနေ့တောင်းလူကျမ်းသားတွေကိုဝင်ခွင့်အတွက်ကိုစီးကန်ထပ်ပြီးတော့ပေါ့နော်ဝင်ခွင့်ဆောင်မော်တွေလုပ်တင်တယ်ဒီတက်ကတူဆိုလည်းစက်ကတူကွန်ပျူတာတက်ကတူဆိုလည်းကွန်ပျူတာတက်ကတူဝိစာစိတ်ပန်းအာဘာသာရက်တွေဆိုလည်းသူတို့ဘာသာရက်ဆိုင်ရာဝင်ခွင့်ဆောင်မော်တွေလုပ်လိုက် က်ခြင်းအပြင်ပေါ့နော်ဒါရှင်လဲလျှောက်တာပြားလဲဆွဲတာနော်အခုလိုမျိုးဒီဆာမဘွဲကြီးကိုပြန်ဖြေရတယ်ဆိုတော့ခလေးတွေအတွက်ပေါ့မိသားတွေအတွက်ပေါ့ကျောင်းပေါင်း6000ကျော်အတွက်တာအမတန်ကြီးမားတဲ့ဝင်တော့ဝင်တော့ကိုအဲ့တော့နိုင်ငံတော်အစိုးရအနေနဲ့ကဒီလိုဝင်တော့ဝင်ဖို့ပြီးမဲ့ပါဒီလိုလူအငလင်းတန်းခန်းစားလိုက်ရတဲ့အမိသားတွေရောခလေးတွေရောကိုနှစ်ဖက်စလုံးကိုတက်တာဝင်သေးတယ်ပြန်ဖြေဖြေခိုင်းမယ်ဆိုတာကိုဒါရုပ်သိမ်းတယ်ပေါ့နော်ပြန်ပြီးတော့မဖြေခိုင်းတယ်မန္တလေး တက္ကသိုလ်စာစစ်လုပ်ငန်းတွေဆောင်ရွက်နေစဉ်2025ခုနှစ်မတ်လ28ရက်ကအင်အားပြင့်ကလေးလောက်ခတ်မှုကြောင့်မန္တလေးတက္ကသိုလ်ပင်မဆောင်မီးလောင်ပျက်စီးသွားခဲ့ပါတယ်။အဲ့ဒီမီးလောင်မှုကြောင့်တက္ကသိုလ်စာမှုဝဲအဖြေလွှာတွေဖြစ်တဲ့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့နေပြည်တော်ကောင်စီနယ်မြေမှဖြေဆိုသူဦးရေ6954ရောက်အဖြေလွှာအုပ်ရေ3986956မီးလောင်ပျက်စီးသွားတယ်လို့မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒါကြောင့်ငလျင်ကြောင့်ပျက်စီးသွားတဲ့တိုင်း ်းဒေသကြီးနယ်ပြည်နယ်တွေမှာတက္ကသိုလ်ဝင်စာမွေးပွဲကိုဇွန်လ16ရက်မှ21ရက်နေ့အထိပိတ်ရမရှိပြန်လည်ဖြေဆိုခိုင်းမယ်လို့ထုတ်ပြန်ခဲ့ပါတယ်အခုလိုမျိုးစာမွေးဖြေလွားတွေပြည့်စည်ဆုံးရှုံးသွားတဲ့ဒေသမှကလေးတွေကိုချွင်းဆက်အနေနဲ့အအောင်ပေးလိုက်မယ်ဆိုပါကအမတ်စရင်မထွက်သေးတဲ့ကလေးတွေအတွက်စဉ်းစားဖို့လိုကြောင်းရခိုင်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအေးမောင်ကစီအန်အိုင်သတင်းဌာနကိုပြောပါရစေ။အဲ့ဒီဥစ္စာကနှစ်မျိုးသုံးတာနော်ပထမတစ်ခုက 他妈的苦啊！跟那年弄肩膀嘞，打木木桩，我还长过肉，五百七点米啊！噶，走路没有这轻松多嘞，他妈！养起是养肉，我说的肯定不一样嘛，还是不牛不一样，还是不牛不一样，青皮啊，一年的，你说他走了，妈，生产出来大包浆，那个东西不三斤多钱的，么？阿里热闹嘛？ တက္ကသိုလ်ဒီကြီးရဲ့ရှင်ပြန်တက်တော့ဝင်ခွင့်သာမေးပွေတက္ကသိုလ်ဝင်ခွင့်သာမေးပွေကိုဒီကထားပြီးမှခုနကအဖြေမရသေးတဲ့ကလေးတွေကိုစဉ်းစားမှလာဆိုတဲ့ခုနဲ့စဉ်းစားလို့ပေါ့။အဲ့လိုမျိုး စဉ်းစားရင်တော့တခြားဒေသကကလေးတွေကနာဖြစ်တဲ့အခင်းချင်းဖြစ်တဲ့နေရာကကလေးတွေဘာဘလူးဆန်တစ်ခုနဲ့ကနာကတက္ကသိုလ်တွေဝင်ခွင့်ပေးရမှာလေဆိုရယ်ဥစ္စာတစ်ခုကျွေးရမှာစဉ်းစားဖို့လိုပါတော့ပြည်ဥစ္စာကိုစဉ်းစားဖို့လို2024 2025ခုနှစ်ပညာသင်နှင့်ရဲ့နိုင်ငံခြားစာစစ်ဌာနအပါအဝင်တနိုင်ငံလုံးအတိုင်းအတာနဲ့တက္ကသိုလ်ဝင်ဆောင်မှုဝယ်ဖြည့်ဆို့သူဥယေ38889ရှိတယ်လို့ပြန်ကြားရေးဝန်ကြီးဌာနမှထုတ်ပြန်ခဲ့ပါတယ်။ငလျင်ပေးတဲ့ခန်းစားရတဲ့ចောင်းသားចောင်းသူမိဘတွေအတွက်တပူပေါ်တပူဆင့်ပြီးမလို့ ာအတက်ဝင်းဒိုးဝင်ဖို့ဖြစ်စေတယ်လို့လည်းပြည်သူ့ရှေ့ဆောင်ပါတီ PPP ကထုတ်ပြန်ခဲ့ပါတယ်မြန်မာနိုင်ငံမှာမက်စလာ28ရက်ကမန္တလေးမြို့နီးစကိုင်းမြို့ကိုဗဟိုပြုလုခတ်ခဲ့တယ်ပြည်အခွန်တသမခွန်အစင်ရှိတဲ့ငလျင်ကြောင့်လူပေါင်း6000ဝန်းကျင်တိမ်ဆုံက9000ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး100ကျော်ပျောက်ဆုံးနေပါတယ်အဒီအပြင်လူနေအိမ်တွေစာသင်ကျောင်းတွေအစိုးရရုံးတွေဝန်ထမ်းအင်ယာတွေဟိုတယ်တွေဘာသာရေးအဆောက်အအုံတွေလန်ဒရာတွေပြောချက်ပျက်စီးခဲ့ပြီးပြည်လဲထူထောင်ရေးလုပ်ဖို့အရေးတကြီးလိုအပ်နေပါတယ် CNN တင်ဒင်းထဏာရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ American Pacific ဒေသမှာဆင်းရဲဒုမြင့်နေတဲ့ဆွေသတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်ဟာအခုလအစောပိုင်းက B1B မဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်နှစ်စင်းကိုဂျပန်ကိုဆေးလွတ်ခဲ့ပြီးစစ်အင်အားတိုးမြင့်နေကြောင်း South China Morning Post ကဖော်ပြခဲ့ပါတယ်။အဲ့ဒီလိုလှုပ်ဆောင်မှုကပူးတဲ့စီရေလေကျင်းမှုထက်ပိုမိုကြီးမားတဲ့ရည်ရွယ်ချက်ရှိနိုင်ကြောင်းစီရေအခက်ခဲတွေကထောက်ပြလျက်ရှိပါတယ်။အတန်ထက်ပိုမိုမြန်ဆန်တဲ့ B1B လေယာဉ်ဟာတာဝေးပြန်တန်းနိုင်ခြင်းကြီးမားတဲ့ဒုံးလွတ်နှက်တွေတက်ဆင်နိုင်ခြင်းတို့ကြောင့်လူသိများထင်ရှားပါတယ်။အဲ့ဒီလေယာဉ်တွေဟာလာမယ့်လနေငယ်ကြာတဲ့အချိန်ကာလတစ်ခုအထိဂျပန်ရဲ့မီဆာဝါလေတပ်စခန်းမှာစစ်စင်ရေးတာဝန်နဲ့ပြန်တန်းမှာဖြစ်ပါတယ်။အဲ့ဒီလိုစီရေလှုပ်ရှားမှုတွေပြုလုပ်ခြင်းအပြင် ပန်ရဲ့အီကီနာဝါကျွန်းကစားပြီးထိုင်ဝမ်နဲ့ဖိလစ်ပိုင်တို့အထူးရှိတဲ့ပစိဖိတ်သမုဒ္ဒရာအတွင်းရှိကျွန်းစုတွေမှာဂျပန်ရဲ့အခန့်ကဏ္ဍကိုပုံမမြင့်တက်စီမှာဖြစ်ပါတယ်။အဲ့ဒီပစိဖိတ်ကျွန်းစုကွန်ရက်ဟာပစိဖိတ်သမုဒ္ဒရာအတွင်းတရုတ်စစ်တပ်ရဲ့လှုပ်ရှားမှုတွေကိုထိန်းချုပ်ကန့်သတ်ဖို့အမေရိကန်ရဲ့မဟာဗျူဟာတွေကတစိတ်တပိုင်းဖြစ်ပါတယ်။မကြာသေးမီနှစ်တွေအတွင်းအမေရိကန်နဲ့တရုတ်ကြားတင်းမာမှုတွေမြင့်တက်နေချိန်မှာအမေရိကန်ဟာပစိဖိတ်ဒေသမှာဆင့်ရာတရှိမှုကိုတိုးမြင့်လာခဲ့ပါတယ်။အခုမှ B1B လေယာဉ်တွေနဲ့အခြားလက်နက်တွေဖြန့်ကျက်ချထားမှုဟာလက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အစိုးရဖွဲ့ဟာဥရောပ၊နေ တို့အဖွဲ့တို့နဲ့လက်တွဲဖြုတ်လို့ပြီးပစိဖိတ်ဒေသနဲ့တရုတ်ကိုပုံမအယုံဆိုင်နေတဲ့လက္ခဏာလို့ယူဆနိုင်ကြောင်းဩစတြေးလျမဟာဗျူဟာမူဝါဒအင်စတီကျူကထိပ်တီးကြွင်ကျင်သူမဲလ်ကွန်ဒေးဗစ်ကပြောကြားခဲ့ပါတယ်အခုအချိန်ကြီးရထရန်ဆိုရာဟာဥရောပမှာထားရှိတဲ့ဂရီကွေတွေကိုရှင်းချလိုက်မယ်ဆိုရင်တော့မှာအင်ဒိုပစိဖိတ်ဒေသကမဟာမိတ်တွေပေါ်ထားရှိတဲ့ဂရီကွေတွေကိုရှင်းချမှာမဟုတ်ဘူးဆိုတာကိုတရုတ်ကသိအောင်အချက်ပြလိုက်တာဖြစ်နိုင်ပါတယ်လို့ဒေးဗစ်ကပြောကြားခဲ့ပါတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကက်ရှမီးယားဒေသမှာဖြစ်ပွားခဲ့တဲ့စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုကြောင့်အိန္ဒိယနဲ့ပါကစ္စတန်ကြားတင်းမာမှုတွေမြင့်တက်လာနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အိန္ဒိယရဲ့ကက်ရှမီးယားဒေသမှာဖြစ်ပွားခဲ့တဲ့စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုကြောင့်အိန္ဒိယနဲ့ပါကစ္စတန်ကြား တင်းမာမှုတွေမြင့်တက်လာတာကြောင့်နိုင်ငံခြားငွေလဲလှယ်ရေးနဲ့အတူနှုံဈေးကစားတဲ့ကုန်တွေတွေကအခြေအနေကိုစိုးရိမ်နေကြောင်းရိုက်တာကဖော်ပြခဲ့ပါတယ်။ AP 22ရက်ကကရှမီးယားဒေသရှိခီးသွွားတွေလာရောက်လေရှိတဲ့နေရာမှာစစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုကြောင့်အမျိုးသား26ဦးသေဆုံးခဲ့ပါတယ်။အဲ့ဒီဖြစ်ရဟာဆယ်စုနှစ်နှစ်စုနီးပါးအတွင်းအရက်သားတွေကိုပြစ်မှတ်ထားတဲ့အဆိုးရွားဆုံးတိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Fikram Misri ကတော့အဲ့ဒီတိုက်ခိုက်မှုမှာနေဆက်ဖြတ်ကျော်ဝင်ရောက်လာတဲ့စစ်သွေးကြွတွေပါဝင်ကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီနောက်အိန္ဒိယဟာပါကစ္စတန်နဲ့ချုပ်ဆိုထားတဲ့နှစ်ပေါင်း60တပ်တန်းရှိတဲ့မိရေ မျှဝေတုံးဆွေးရေးစာချုပ်ကိုစိုင်းငံ့ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုဖြစ်ပွားပြီးတရက်အကြာမှာအိန္ဒိယနိုင်ငံသုံးရူပီငွေကြေးရဲ့တန်ဖိုးဟာတရင်းနှစ်ပတ်အတွင်းအဆိုးရွားဆုံးအခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။ AP24 ရမှာရူပီငွေကြေးတန်ဖိုးကျဆင်းသွားခဲ့ပြီးဒေါ်လာကို85.6625ရူပီအထိရှိခဲ့ပါတယ်။အဲ့ဒီအပြင်ဆွေးတွေ့ကြရတဲ့တိုက်ခိုက်မှုကိုအိန္ဒိယအစိုးရရဲ့တုတ်ပြန်မှုအပေါ်စိုးရိမ်မှုတွေမြင့်တက်ခဲ့တာကြောင့်ဘန်လုံငန်းရှင်တွေအတွက်စိတ်တော့ကရောက်စီခဲ့ပါတယ်။ရူပီငွေတန်ဖိုးရောကြမှုဟာသက်ဆိုင်ရာကဏ္ဍတွေအပေါ်ဘလောက်ထိအကျိုးသက်ရောက်မှုရှိစေတယ်ဆိုတာကိုတော့အတိအကျသိရဖို့ခက်ခဲကြောင်းလည်းအမိမဖော်လို့တဲ့ န်လုံငန်းရှင်တဦးကပြောကြားခဲ့ပါတယ်ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကိုအဆုံးသတ်ရေးအတွက်ယူကရိန်းသမ္မတဟာတောင်အာဖရိကကိုရောက်ရှိလာတဲ့ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ ယူကရိန်းသမ္မတဇာလန်စကီဟာတောင်အာဖရိကနိုင်ငံကို AP24 ရက်မှရောက်ရှိလာခဲ့ပြီးနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအပေါ်အဝင်ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကိုအဆုံးသတ်ရည်လို့အတွက်တောင်အာဖရိကသမ္မတဆန်ရီရာမာဖူဆာနဲ့တွေ့ဆုံဆွေးနွေးသွားမယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ညဉ့်ညဤသဘောတူညီချက်မှာတိုးတက်မှုမရှိရင်အမေရိကန်အစိုးရဟာမိမိတို့ရဲ့ဂျိုးပန်းအားထုတ်မှုကိုရပ်ဆိုင်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလွန်ခဲ့တဲ့သတင်းပတ်မှာပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရန့်ရဲ့မချက်တွေထွက်ပေါ်လာပြီးနောက်ဖိအားတွေမြင့်တက်လာချိန်မှာဇာလန်စကီဟာယူကရိန်းမှာဖြစ်ပွားနေတဲ့စစ်ပွဲအတွက်နိုင်ငံတကာထောက်ခံမှုရရှိဖို့ကြိုးပမ်းနေပါတယ်။ ဇာလန်စကီကသူ့ရဲ့တောင်အာဖရိကခီးစဉ်မှာရာမာဖူဆာနဲ့အတူအခြားနိုင်ငံကြီးနဲ့အရက်ဖက်ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံသွားမယ်လို့လူမှုမီဒီယာ X မှာဖော်ပြထားပါတယ်။ငញ្ញန်ရေးပုံမူနီးစပ်လာစီဖို့ကအထူးကဖြစ်ပါတယ်လို့ဇာလန်စကီကပြောကြားခဲ့ပါတယ်။ရုရှားနဲ့ဆက်ဆံရေးကောင်းမွန်တဲ့တောင်အာဖရိကဟာ2022ခုနှစ်မှာစတင်ခဲ့တဲ့ရုရှားယူကရိန်းပြည်ပခါမှာဂျာနီဖြစ်တာယက်တီခဲ့ပါတယ်။ ဒီခီးစဉ်ဟာတောင်အာဖရိကနဲ့ယူကရိန်းအတွက်နှစ်နိုင်ငံဆက်ဆံရေးကိုဆွေးနွေးဖို့အခွင့်အလမ်းညရရှိလာစီမှာဖြစ်ပါတယ်။အဲ့ဒီအပြင်ရေရှည်တီတန်းနဲ့ငင်းငယ်ရေးကိုဆောင်ကျင်းပေးနိုင်မယ့်အထိပ္ပယ်ရှိတဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုလှုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်လို့ရာမာဖူဆာရဲ့ယုံကထုတ်ပြန်ခဲ့ပါတယ်။ရာမာဖူဆာနဲ့ရုရှားသမ္မတပူတင်တို့ AB 21ရက်မှာဖုန်းနဲ့ဆက်သွယ်ပြောဆိုခဲ့ကြပြီးနှစ်နိုင်ငံကြားခိုင်မာတဲ့ဆက်ဆံရေးကိုထပ်လောင်းအတည်ပြုခဲ့ကငင်းငယ်ရေးကိုကြိုးပမ်းဆောင်ရွက်ဖို့ကတိကွေပြုခဲ့ကြပါတယ်။ဇာလန်စကီကရုရှားအစိုးရနဲ့ချွင်းချက်မရှိအပြစ်ခတ်ရစေးရေးကိုအလိုရှိကြောင်း AB 23ရက်မှာပြောကြားခဲ့ပြီးယူကရိန်းအနေနဲ့ ဲ့အပြစ်ကတ်ရစရေးကိုဖော်ဆောင်နိုင်မယ်ဘယ်လိုဆွေးနွေးပွဲကိုမဆိုဂျူဇိုလက်ခံကြောင်းလည်းထပ်တလဲလဲပြောကြားခဲ့ပါတယ်ဇာလန်စကီရဲ့ခီးစဉ်ဟာတောင်အာဖရိကကိုယူကရိန်းတမတာတူပထမဆုံးအကြိမ်လာရောက်တဲ့ခီးစဉ်လည်းဖြစ်ပါတယ်ဆီအန်နိုင်တဲ့ထဏာရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးပါမယ် PSG ရဲ့အဓိကအာရုံစိုက်မှုကစူပလာ၃လုံးရယူနိုင်ဖို့ဖြစ်တယ်လို့နီးပြအင်နရစ်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ြင်သစ်လီဂူဝမ်ချန်ပီယံ PSG အသင်းအားလိပြိုင်ပွဲမှာရှုံးပွဲမရှိအောင်ကစားဖို့ဆုံးဖြတ်ထားပေမယ့်အဓိကအာရုံစိုက်မှုကစံချိန်တွေထက်ဆူပလာတော်လုံးရယူနိုင်ဖို့လို့နီးပြ Inneris ကပြောခဲ့ပါတယ်။ Inneris ကစံချိန်မတွန်းတီကကျွန်တော်တို့အဓိကရည်မှန်းထားတဲ့အရာမဟုတ်ပဲဆူပလာတွေကသာအဓိကပါ nice အတင်းကိုအရင်နေပြီးချန်ပီယံလိဘောလူပွဲကိုသွားမယ်လို့တစုံတဦးကအာမခရင်ကျွန်တော်ဒါကိုချက်ချင်းလက်မှတ်ထိုးသွားမှာပါဒါပေမဲ့ဒါကိုဘယ်သူကမှအာမခံနိုင်မှာမဟုတ်ပါဘူး ကျွန်တော်တို့ကရည်မှန်းချက်ကြီးမားတဲ့အသင်းဖြစ်ပြီးလိမာရှုံးပွဲမရှိအောင်ကစားကစံချိန်တင်နိုင်မဲ့အနေအထားမှာရှိပါတယ်လို့ပြောခဲ့တာပါ PSG အသင်းအားတရားတီပြင်တဲ့လီကူဝမ်ပြိုင်ပွဲမှာပွဲပေါင်း30ကစားထားပြီးရှုံးပွဲမရှိသေးဘဲရမှတ်88မှတ်ရရှိထားတာဖြစ်ပါတယ် PSG အသင်းအားချန်ပီယံလိပြိုင်ပွဲမှာဆီမီဖိုင်နယ်ကိုရောက်ရှိနေသလိုပြင်တဲ့ဖလားပြိုင်ပွဲမှာဘိုလူပွဲအဖြစ် Rims အသင်းနဲ့ရှင်မြန်ရမှာဖြစ်ပါတယ် အဲဒါကြောင့် PSG အတင်အားတရာဒီအတွင်းဆူပလာ၃လုံးစလုံးရရှိနိုင်မယ်အခွင့်အရေးရှိနေတာဖြစ်ပါတယ်အဲ့ဒီအပြင် PSG အတင်အားပြင်သစ်လီဂူဝမ်ပွဲစဉ်လက်ကျန်၄ပွဲမှာရှုံးပွဲမရှိအောင်ကစားနိုင်ရင်ပြင်သစ်လီပြိုင်ပွဲမှာတရာဒီလုံးရှုံးပွဲမရှိအောင်ကစားနိုင်တယ်ပထမဆုံးအတင်အဖြစ်စံချိန်တိတ်ရေးထိုးနိုင်မှာပါ PSG အသင်းနီးပြအင်ဒိုရက်စ်ကရာသီကုန်ဆုံးဖို့နှိကက်လာတဲ့အချိန်မှာနိုင်ပွဲအချိန်ကိုစက်ထိန်သိမ့်နိုင်ဖို့ကအရေးကြီးတယ်လို့ပြောခဲ့ပါတယ်။ PSG အသင်းက Nice အသင်းနဲ့ပြည်သက်လီဂူဝန်ပွဲစဉ်အပြီး၄ရက်အကြာမှာ Arsenal အသင်းနဲ့ Champions League Semi-final ပထမအကြိမ်ပွဲစဉ်ရှင်မြန်ရမှာဖြစ်ပါတယ်။အဲဒါကြောင့် Nice အသင်းနဲ့ပွဲစဉ်မှာကစားသမားတွေကိုအနားပေးဖို့ရှိမရှိမေးမြန်းခံခဲ့ရပြီးအင်ဒိုရက်စ်ကနှိပြတိုင်းမှာကိုပိုင်ဆုံးဖြတ်ချက်ကိုစီရှိတယ်လို့ဖြေခဲ့ပါတယ်။ PSG အသင်းက AP 26ရက်မှာ Nice အသင်းကိုအင်ကွင်းလက်ခံရှင်ပြိုင်ပြီးရင် Arsenal အသင်းနဲ့ Champions League အဝေးကွင်းပွဲစဉ်ရှင်ပြိုင်ရမှာဖြစ်ပါတယ်။ CNI သတင်းဌာနရဲ့2025ခုနှစ်အပိလ25ရက်နေ့အတွက်နောက်ဆုံးရရှိခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးသူများအားလုံးစိတ်ချမ်းသာကိုကြမ်းမှကြပါစေခင်ဗျာ။